အော်မိုးရင်းကာလတွေမှာဘယ်လိုယောဂမျိုးလေးတွေအဖြစ်များတယ်လဲခုမှယောဂခံခုခုရှိထားရတူဥပမာပြီအာစီးဆိုလိုဟာမျိုးရှိနေရပေါ့နော်အင်မြူးကြနေတဲ့ဟာမျိုးပေါ့နော်စီးဆိုလိုဟာမျိုးရှိတယ်နောက်တစ်ခုကအဲကိုခံအားနည်းတဲ့ယောဂတစ်ခုခုရှိရပေါ့နော်ဆိုတော့ခုန HIV လို့အရင်ကျဆိုလိုဟာမျိုးပေါ့နော်အဲ့လိုမျိုးပေါ့ငါပြောတခြားသောအော်တိုအင်မြူးပေါ့ကိုယ့်ရဲ့ခန္ဓာကိုယ်အင်မြူးကိုထိခိုက်စေတဲ့ကိုခံအားကိုထိခိုက်စေတဲ့ယောဂတစ်ခုခုရှိနေတယ်ဆိုလို့ရှင်အဲ့လိုလူတွေကပို့အားလုံးမင်္ဂလာပါယူမီပေါ့ကတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် အဝိကတော့ဒီနေ့ talk show မှာဆိုလို့ရှိရင် host လုပ်ပေးမယ့်ဝိဖြစ်ပါတယ်။ဟုတ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေါက်တာအောင်မွန်မြတ်ပါပြည်သူ့ကျန်းမာရေးဆိုင်ဝန်အကြောင်းဖြစ်ပါတယ်။ဒေါက်တာ Aaron နာမည်နဲ့ Facebook page နဲ့ YouTube channel မှာကျွန်တော်တို့ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာပို့သူတာတွေကိုညားနေပါခင်ဗျာ။အော်ဒေါက်တာအခုကမိုးရင်းလည်းလည်းရောက်ချင်းတလို့လို့မရောက်ချင်းတလို့လို့ဖြစ်နေတဲ့ကာလရောက်နေပြီပေါ့နော်။အဲ့တော့မိုးရင်းနဲ့ပတ်သက်တဲ့ဟာလေးတွေမေးချင်တယ်ပေါ့နော်။အော်မိုးရင်းကာလတွေမှာဘယ်လိုယောဂမျိုးလေးတွေအထင်များတယ်လေပေါ့နော်။ အဲပြီးရခါကြရင်ဘယ်လိုမျိုးလေးတွေကာကွယ်ထားရလဲပြီးရခါကြတော့ underlying disease ရှိတဲ့သူရှိရဆရာရဲ့ဥပမာတွေးလို့စဉ်းကြိုဒါမျိုးတွေရှိတဲ့သူရှိရပေါ့နော်အဲ့လိုလူတွေနဲ့ရောအထူးဟိုတိုတက်ကဲလို့ဆရာလေးတွေခူးဆိုင်တဲ့ဟာလေးဘာလေးတွေရှိမလဲပေါ့ဟုတ်ကဲ့ပါအမ်မိုးရာသီမှာအဖြစ်များတတ်တဲ့ယောဂါရှိရပေါ့အပထမတစ်ခုကတော့တက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါပေါ့နော်ဒါတော့ဟိုတုတ်ပွေးပေါ့အခုလည်းတော်တော်များများပွေးနေကြပြီလေနော် တော့တကွေးဖြစ်တဲ့ဟာမျိုးတွေကျောင်းကွေးပြီးသွားပြီလားမကွေးသေးဘူးကွေးဖို့စောင့်နေတော့အဲတကွေးရှိတယ်နောက်ပြီးသွားလို့ရှင်အဆုတ်ရောင်ယောဂါတို့ဟာမျိုးတွေပေါ့နော်ပြီးရင်အေးအေးမီရာမျိုးတွေပေါ့နော်နောက်အခုကိုဗစ်တွေလည်းဖြစ်နေတာရှိရပေါ့နော်ဆိုတော့အဲအဲ့ဒါတော့နံပါတ်1ပေါ့လေပြီးတဲ့ခါကျတော့ဝမ်းနဲ့ပတ်သက်တဲ့ယောဂါပေါ့ဝမ်းဝမ်းနဲ့ပတ်သက်တာဆိုတော့ဝမ်းပြဝမ်းဆော့ဖြစ်တာမျိုးတွေနောက်ဘလကာလာဝမ်းယောဂါမျိုးတိုက်ခွားဖြစ်တာမျိုးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေပေါ့နောက် hepatitis A အသေးအောင်တက်ဝါယောဂါ A ပေါ့ဒါတွေကလည်းမိုးရင်မှာဖြစ်များတယ် နောက်တစ်ခုအကြတော့ခြင်နဲ့ပတ်သက်တဲ့ယောဂခြင်တွေကလည်းပေါ်တယ်လीနော်ဆိုတော့ဒန်ဂီးပေါ့နော်သွေးနဲ့တကွေးယောဂမျိုးတွေနောက်ငှက်ဖျားတို့ဟာမျိုးတွေရှိတယ်နောက်ခြင်ရန်ခန်းညာယောဂပေါ့နော်ဆိုတော့အဲ့ဒါတွေကတော့ခြင်ရတစ်ဆင့်ကူဆက်တဲ့ယောဂဒီယောဂတွေအဖြစ်များတယ်ပေါ့ဒီယောဂတွေကိုဘယ်လိုကာကွယ်လို့ရလဲဆိုရင်ပထမဆုံးကကျွန်တော်တို့သက်ရှင်နေတောင်းနဲ့ပတ်သက်တဲ့ယောဂတွေပေါ့နော်ဆိုတော့တုတ်ကွေးပေါ့ဟုတ်ကဲ့ဆရာတုတ်ကွေးကတော့ယာတိတုတ်ကွေးတွေကတော့နံပါတ်1ကကာကွယ်ဆေးထိုးထားလို့ရတယ် ကာကွယ်ဆေးထုတ်လိုက်ပါတော့เนาะဆိုတော့ယာဒီတက်ကွေးကာကွယ်ဆေးတွေကကျွန်တော်တို့ကနှစ်စင်ထွက်တယ်ပေါ့တစ်နှစ်နဲ့တစ်နှစ်နဲ့သူကဖြစ်တဲ့အကောင်မတူမတူတော့ဒီနှစ်ထိုးပြီးရင်နောက်နှစ်မထိုးတော့ဘူးလို့လို့တော့မရဘူးပေါ့เนาะဒီမိုးရသီးရောက်တိုင်းမှာသူကကြိုကြိုပြီးတော့ထွက်လာတာရှိတယ်ဆိုတော့ဒီနှစ်အတွက်ကိုအာထွက်တဲ့ကာကွယ်ဆေးပေါ့เนาะအဲ့ဒါမျိုးလေးထိုးထားလို့ရတယ်ကိုဗစ်ဆိုတဲ့အခါကျွန်တော်တို့ကာကွယ်ဆေးလေးတွေထိုးပြီးရတယ်ပေါ့เนาะကာကွယ်ဆေးကတော့တော်တော်လေးကိုဟိုကာကွယ်မှုပေးနိုင်တဲ့အထက်မှာပါတယ်ပေါ့ပြီးရင်နောက်ကကျွန်တော်တို့ဘာကြောင့်ကူလဲဆိုတော့တက်ရှုလန်ချောင်းကနေတစ်ဆင့်ဆောင်းဆိုးနာစီးပေါ့เนาะ အဲ့အရာနေပြီးတော့ရောဂါပိုးကြီးကူတာဆိုတော့ဟို max တက်တာနေပေါ့နော်လူသားသူသားတွေတွားတယ်လူထူထွက်တဲ့နေရာတွားတယ်ဆိုရင်တော့ဒါက max ကိုတက်သွားတဲ့နည်းနောက်ရောဂါပိုးရှိရသူနောက်ချောင်းဆိုးနှာစီးနေမကောင်းဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းကိုကအနီးကပ်ပြည့်စုံရမယ်ဆိုလည်း max တက်ထားတာကောင်းတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့လက်ဆေးတာကျွန်တော်တို့က ဟိုလက်ကမတန်းတဲ့အရာတွေအကုန်လုံးကင်တက်တာပါနော်ကင်ပြီးွားရင်နှကောင်းနဲ့မျက်နှာတို့ကျွန်တော်တို့ကပုတ်တက်တဲ့အကျင့်ရှိရတယ်ခဏခဏဆိုတော့အဲ့တော့လက်ကိုစက်ပြာနေပေါ့နော်ဒေချာလေးကိုခဏခဏမကြာခဏဆိုသလိုဆေးပေးရဆေးပေးတာမျိုးပေါ့နောက်ဒီနှကောင်းနဲ့ဒီမျက်နှာပတ်စက်နဲ့ကိုမကင်တက်နိုင်ကြမမကင်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးသတိထားကြည့်လို့ရတယ်နောက်အရေးကြီးတာတော့ကျွန်တော်တို့အင်မြူးပေါ့နော်ကိုခန့်အားပေါ့ကိုအားတက်ပြီးရရှိဖို့စေဗီဇင်မှုတွေအနိုင်တိုက်ဖို့အခိုက်အတန့်တိုင်းတက်ကြွလန်းဆန်းနိုင်ဖို့ PPS စုံနဲ့ NFC တောက် ုခံအားမော်လည်းအများကြီးမူတည်ရပေါ့နော်ဆိုတော့ကိုခံအားကောင်းနေမှဒါယောဂတွေတိတ်မဝင်ဘူးပေါ့နော်ဆိုတော့ကိုခံအားကောင်းအောင်ဆိုလို့ရှိရင်ကျွန်တော်တို့အေးဝါးဝါးအိတ်တာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်အေးဝါးအိတ်မယ်ဆိုတနေ့ကို9နာရီ10နာရီလောက်ထိအိတ်ပေးပေါ့နော်ဟုတ်အဲ့လောက်ထိအိတ်ပေါ့မနက်9နာရီ10နာရီမဟုတ်ဘူး9နာရီ10နာရီကြာချိန်ပေါ့နော်ဟုတ်ကဲ့အဲ့လောက်တော့ကျွန်တော်တို့စီအောင်ပါအဲ့လောက်မှအေးဝါးရဲခေါ်တာပေါ့နော်ဆိုတော့အဲ့ဒါအိတ်ပေးဖို့လိုတယ် နောက်ပြီးရင်အာဟာရနှိမ့်နှတ်တတစားဖို့အတွက်လိုရဲပေါ့နော်ဆိုတော့ဒီဗီတာမင်နဲ့သတ္တုဓာတ်တွေရအောင်လို့ပေါ့များသောအားဖြင့်တော့အစားအစာတွေရရတယ်တကယ်လို့ကိုကမလုံလောက်ဘူးလိုအပ်တယ်ထင်တယ်ပေါ့နော်အစားတောက်လဲစောင့်နေကြီးများတယ်ဘာညာဆိုလို့ရှင်တော့ဒီဗီတာမင် B ရော C ရောပါတဲ့အားစေးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတောက်တင်တယ်ပေါ့နော်နောက်ပြောရရင်ကိုလည်းလှူရှာအစားပြုလုပ်ဖို့ပေါ့အဲအဲ့ဒါတော့တနေ့ကိုချွေးထွက်တဲ့အထိပေါ့လှုပ်ပေးဖို့လိုတယ်။နိုင်ဝက်လောက်ပေါ့နော်။ ခတ်တွတ်တွတ်ပြေးတာမျိုးတို့ပါတော့ဗောနော်အဲ့ဒါမျိုးဆိုလည်းဒါချွေးထွက်တာမျိုးပေါ့လေနောက်ဟိုအရင်ကြီး heavy မဟုတ်ဘဲနဲ့ပေါပေါပါပါပေါ့ကိုလည်းလှူရှာဖြစ်တဲ့ဟာမျိုးလေးဆိုလို့ဆိုရင်လည်းအဆင်ပြေတယ်ဗောနော်အဲ့ဒါလို့ပြီးလို့ရရဲ့နောက်ရေမမြတော့ဖို့အတွက်လိုအပ်တယ်ပေါ့ဟုတ်ရေရေလည်းအေးပါတယ်ပေါ့နော်ဆရာဆိုတော့အဲ့ဒါမျိုးလေးတွေလုတ်ပြီးတော့ဒါကိုခံအကောင်နေလို့ရရဲ့ဗောနော်ဒါဆိုလို့ရှိရင်ခုနကပြောတဲ့တက်ရှင်လန်တောင်းနဲ့ပတ်သက်တဲ့ယောဂါတွေကိုအော်တော်တန်ကောက်ွယ်ပြီးသားဖြစ်သွားတာပေါ့နော်ဝမ်ယောဂါဆိုလည်းလိုပဲခုနကပြောခဲ့တဲ့အထက်မှာလက်ပေါ့နော်လက်ကိုတက်တဲ့ session ်ထားတယ်လက်ကတော့အရေးကြီးတဲ့အထက်မှာတော့ပါတယ်လက်ကတော့အရေးကြီးတာပေါ့နှစ်ခုလုံးအတွက်ကိုဆိုအမြဲတမ်းလက်ကိုတန်ရှင်းအောင်ထားဒီအဲဆက်တန်တဲ့ရေနဲ့ဆင်းရင်ဆေးမဆင်းရင်လည်းကျွန်တော်တို့ hand gel တွေပါနေလို့အဲ့လိုမျိုးလေးစောင့်ထားပြီးတော့လေခဏခဏဆေးပေးတာမျိုးကတော့ယောဂဖြစ်ပွားမှုကိုတော်တော်ကြီးချော့ချပေးနိုင်တာပေါ့နော်ဟုတ်ကဲ့အမ်ပြီးသွားရင်နောက်ကမတန်ရှင်းတဲ့အစာတောက်တွေပေါ့နော်အဲ့ဒါမျိုးလေးထားတော်တော်ဖြစ်ကြရတယ်နော်ဟုတ်တယ်စားတောက်တွေကိုတခြားလေးကိုကြက်အောင်လို့လေအဲကြိုချက်ပြီးမှတခြားလေးချက်ပြုတ်ပြီးမှစားတောက်တာလေးကတော့ပိုကောင်းတာပေါ့နော် ဟောချင်းနဲ့ပတ်သက်တဲ့ဟာတော့အားလုံးသိပါတယ်ဟိုချင်းအောင်ထောင်းအိဖို့တို့เนาะနောက်လက်ရှိဝတ်ဖို့တို့နောက်ပြီးရင်အဲ့လိုမျိုးချင်းဈေးတွေနောက်လူးဖို့ဟာချင်းဈေးတွေလူးတာလေးရှင်လေ repellent လေးလူးတာလေးဖြန်းတာလေးအဲ့ဒါလေးတုံးချင်းမကိုက်အောင်လေးပေါ့နောက်အိမ်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းဒါဖုံးသွန်လဲစစ်လေးအဲရေတွေကိုမဝတ်အောင်လို့နောက်ပြီးတော့ရေတူထောင်ထားတဲ့နေရာကြီးဆိုလည်းမကြာခဏလဲပေးဖို့ပေါ့เนาะ ဒါလေးလုပ်ပြီးလို့ရပါတယ်ဒါလေးကတော့ကာကွယ်နိုင်တဲ့နည်းလမ်းလေးပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဆရာခုနကဒီအသက်ရှူလမ်းကြောင်းနဲ့ပြောတဲ့အထက်မှာဟိုတိလိုက်တာတကွာဒီ flu ရဲ့ vaccine နဲ့ထိုးဖို့လို့တယ် and then ပြီးတော့ဒီခုန covid ကရောထပ်ထိုးဖို့လို့လို့တာလားအဲ့လိုမျိုးနှလုံးစလုံးထိုးလို့ရလား ဟုတ်အဲနှလုံးစလုံးထိုးလို့ရလားဆိုတော့လေသူရိတနာတွေအရာဆိုလို့ရှင်တော့သူတို့ကနှလုံးလုံးထိုးလို့အခုနောက်ပိုင်းမှာတော့ရတယ်လို့ပြောတယ်ပေါ့နော်ထိုးလို့တရားထဲမှာသာထိုးလို့ရှင်တယ်အဆင်ပြေပြေအရင်တော့တော့လို့ခြားထိုးကြကိုကာဝယ်စည်းချင်းချင်းဆိုလို့ရှင်လေအဆင်မပြေပါဆိုလို့ခြားထိုးကြတယ်လို့ရှင်ဒါပေမဲ့အခုတော့ထိုးလဲရတယ်အတူတူထိုးလဲရတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်ဂျာတီတုတ်ကွေးပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုဗစ်ပဲဖြစ်ဖြစ်ပေါ့နော် တချို့သူတွေကပို့ပြီးတော့ခံရတယ်ပို့ပြီးတော့ယောဂါဆိုးတဲ့သူတွေရှိတယ်ဥပမာဆိုခုနကပြောတဲ့ဟို ကိုမှာယောဂအခန်းတစ်ခုရှိထားရတယ်သူကဥမာပြင်အဲစီချိုလိုဟာမျိုးရှိတယ်ပေါ့နော်အင်မြူးကျနေတဲ့ဟာမျိုးပေါ့နော်စီချိုလိုဟာမျိုးရှိတယ်နောက်တစ်ခုကအဲကိုခံအားနည်းတဲ့ယောဂတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ခုန HIV လိုအရင်ကျဆုလိုဟာမျိုးပေါ့နော်အဲ့လိုမျိုးပေါ့နောက်ပြီးတော့တခြားသော auto immune ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အင်မြူးကိုထိခိုက်စေတဲ့ကိုခံအားကိုထိခိုက်စေတဲ့ယောဂတစ်ခုရှိနေတယ်ဆိုလို့ရှင်အဲ့လိုလူတွေက ပို့ပြီးတော့ကာကွယ်ထားတင်တယ်သူတို့ကဒီကာကွယ်ဆေးတွေပို့ပြီးတော့လိုအပ်တယ်ပေါ့နော်ပို့လိုအပ်တယ်နောက်အတက်ငယ်တဲ့ကလေးနောက်အသက်ကြီးတဲ့သူတွေမှာဆိုလို့ရှိရင်လည်းပဲတက်ကြီးရွယ်တွေဆိုလည်းဒါကကိုခံအားနေတာပေါ့နော်နေတဲ့ခါကျတော့သူတို့တွေအတွက်ကထိုးထားဖို့တော်တော့လိုအပ်တယ်ထိုးထားရတာပေါ့ကလေးလေးလည်းပါပါအဲ့လိုကြီးလည်းပါပြောကတော့ဝိုင်းရောက်ကဆိုတဲ့အခါမှာဆရာကကပြောချက်ပြုတ်တဲ့ဟာကတော့အိမ်မှာချက်ပြုတ်တာကတော့ control လုပ်လို့ရတယ်ပေါ့လေတကယ်တော့တစ်ခါလေးကြောက်လို့ရှိရင်လည်းဟိုအပြင်မှာမိုးရင်းမာလေးအဲ့လိုမျိုးစားမိရအောင်ပြီးတော့အတင်းနေပါတယ်ဝယ်စားလိုက်လို့လေ ဲ့လိုဒုက္ခရောက်ပြီးဟောလေအဲ့လိုပန်းပန်းသခင်နေပန်းသခင်နေဖြစ်သွားတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးအနေဒါမျိုးမှာဟောစီရ recovery ချက်ချင်းတုံနိုင်အောင်ဘယ်လိုမျိုးတွေဆောင်းရှောင်းမှုတွေဘာလေးတွေဟိုဂရုစိုက်တင်လဲဘယ်လိုစီးလေးလုပ်တင်လဲပေါ့နော်ဝိုင်းယောဂါတွေအတွက်ကြတော့ဖြစ်သွားတဲ့ပန်းကဘာဖြစ်သွားတဲ့သူတွေအတွက်ပေါ့အစာမဆောင်နိုင်လို့ပေါ့အစာမဆောင်နိုင်လို့ပန်းကဘာတွေရောက်သွားတယ်ဆိုလို့ရှိရင်လေအဲအဓိကတော့ဟိုနံပါတ်1ကရေဓာတ်ဆုံးရှုံးသွားတာခြောက်မှုလို့သူကဖြစ်တာရေဓာတ်ဆုံးရှုံးသွားတော့ရေဓာတ်ပြန်ဖြည့်ပြီးပို့လို့ရတယ်အရေးကြီးဆုံးကထပ်စားရေပေါ့ ဒစားရီနိုင်နိုင်တော့ဖို့လိုအပ်တယ်ဒစားရီဆိုတဲ့နေရာမှာလည်းဟိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ one ပြတ် one shot အတွက်ထုတ်ထားတဲ့ဒစားတို့မျိုးပေါ့နော်တချို့ဒစားတို့ကနှစ်မျိုးရှိတာဟိုဟိုတချို့ဒစားတွေကအားကစားလုပ်တဲ့သူတွေတီးစုံလို့ပါလို့ဆိုရင်ဒါအားကစားလုပ်တဲ့သူချွေးဖြတ်များတဲ့သူတွေအတွက်ဆိုပိုတင့်တော်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့အတွက်ဒါရည်ရွယ်ပြီးထုတ်ထားတာ ဝမ်ပြဝမ်ရှော့ဖြစ်တဲ့သူဆိုလို့ရှိရင်လည်းဒီဝမ်ပြဝမ်ရှော့ဓမ္မတွေအတွက်တောက်ရမဲ့တစားတို့တွေရှိတယ်ဒါကစေးဆိုင်တွေတို့ဆရာဝန်တို့တိချမေးပေါ့နော်မေးပြီးတော့မှငငငကြီးတွေလည်းပါတယ်အခုနောက်ပိုင်းထွက်တာတွေကမငငတော့ချူရာတွေလည်းရှိတယ်အဲ့တော့ငငငကြိုက်ရင်လည်းငငငပေါ့ချူချူကြိုက်ရင်လည်းချူချူပေါ့နော်တစားကြီးကိုနန်းနန်းတောက်ပေးဖို့လိုအပ်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တစားကြီးတောက်နေရင်လည်းမှ ါရေဓာတ်ဆုံးရှုံးတဲ့လက္ခဏာတွေရှိတယ်မျက်တွင်းတွေခြောက်လာတယ်လို့နောက်သွေးပေါင်တွေနေကြတယ်လို့ပေါ့နော်။အဲ့လိုမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါကဈေးုံဈေးခံပြည့်တယ်ပေါ့လေ။အချိန်ရောက်ပြီပေါ့နော်။အာယောဂကတော့မိုးထဲမှာဖြစ်တဲ့ယောဂတွေကလည်းအကုန်ပြောသွားတယ်။ကာကွယ်တင့်တဲ့ဟာတွေရဲ့နောက်ပြည့်ရဲ့အခါကျတော့အခုလက်ရှိ recap ပြန်ခေါ်ရမယ်ဆိုလို့ရှိရင်ဖြစ်ပြီဆိုလို့ရှိရင်လည်းဘာတွေလုပ်ရမလဲဆိုတဲ့ဟာလေးပေါ့နော်။အော်ဆရာ now question တစ်ခုကိုတွားလိုက်ကြရအောင်။တို့ရဲ့ဒီမှာပြန်ဆုံမယ်။ယူမီရဲ့ဂျမိုင်းဆိုင်ရာဖြစ်ပြီးပါ